မင်္ဂလာပါမြန်မာတယ်လီကျူ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပရိသတ်တွေနဲ့ဆုံတွေ့ရလို့ဝမ်းမြောက်ပါတယ်ပရိသတ်များစင်ပြေချောမွေ့ကြပါစေလို့ဥစွာဆန္ဒမပြုရင်အစီအစဉ်ကိုစတင်ပါမယ်ဒီနေ့အစီအစဉ်ကတော့နိုင်ငံတကာအရေးခင်းတွေရဲ့နောက်ခံတမိုင်းကြောင်းနဲ့အာဘလို့ဖြစ်ဖြစ်နေတယ်လဲဘာဘာတွေဖြစ်ဖို့လာလာရှိတယ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့တင်ပြပေးနေတဲ့ခဏအစ်ဖြစ်ပါတယ် ဒီနေ့ဒီကဏ္ဍအတွက်ရွေးချယ်ထားတဲ့အကြောင်းအရာကတော့ရုရှားရဲ့ချင်းချောက်မှုနဲ့ကြုံတွေ့လာရတဲ့ဥရောပရှေ့ပိုင်းကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ပိုလန်နိုင်ငံမှာစစ်ရေးပြင်ဆင်မှုတွေပိုပြီးတော့တုံ့ပြန်လှုပ်လာနေတဲ့ပတ်သက်ပြီးတော့သူ့ရဲ့စစ်ရေးပြင်ဆင်မှုအနေထားတွေဘယ်လိုရှိသလဲပိုလန်နိုင်ငံရဲ့ပထဝီဝင်အနေထားကောဘယ်လိုရှိသလဲပြီးတော့သူ့ရဲ့စစ်ရာဇဝင်ကရောဘယ်လိုဖြစ်ခဲ့သလဲရုရှားနဲ့တကယ်လို့ထိတ်တိုက်ရင်ဆိုင်လာရရင်ပိုလန်နိုင်ငံအနေနဲ့ဘယ်လို အခြေအနေမျိုးရောက်ရှိနိုင်တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဒီနေ့အစီအစဉ်မှာပြောပြသွားမှာဖြစ်ပါတယ်၂၀22ခုနှစ် February 24ရက်နေ့မှာ Ukraine နိုင်ငံကို Russia ကအင်နဲ့အားနဲ့ဝင်ရောက်ကျူးကျော်တိုက်ခိုက်ပြီးတဲ့နောက်အရှိဥရောပတဝမ်းမှာ Russia ရဲ့ချင်းချောက်မှုနဲ့ပတ်သက်ပြီးတော့အထိတ်တလန့်ဖြစ်ခဲ့ကြပါတယ်အဲ့ဒီလို၂၀22ခုနှစ် Ukraine ကျူးကျော်ခံရပြီးတဲ့နောက်မှာသူတို့ပြင် Russia နဲ့နေချင်းဆက်ဆက်နေတဲ့နိုင်ငံတွေပြီးတော့ Russia ရဲ့ကျူးကျော်တိုက်ပိုက်မှုစစ်ဆင်တိုက်ခိုက်မှုအန်ဒီယေကို ကြုံခဲ့ရဘူးတဲ့ဥရောပရှေ့ပိုင်းနိုင်ငံတွေဟာသူတို့ရဲ့စည်ရေးမူဝါဒတွေမဟာဗျူဟာတွေကိုပြောင်းလဲလာပြီးတော့စစ်ဘက်ကန္ဓာမှာနိုင်ငံတော်ရဲ့ဘန္နာငွေကိုပုံမသုံးဆွဲလာခဲ့ကြပြီးတော့ဒီသူတို့ရဲ့နိုင်ငံစစ်တပ်တွေကိုခင်မီရေးပြုပြင်ပြောင်းလဲရေးတွေလှုပ်လာကြပါတယ်။အဲ့ဒီနိုင်ငံတွေထဲမှာပိုလန်နိုင်ငံကလည်းတခုအပါဝင်ဖြစ်ပါတယ်။ပိုလန်နိုင်ငံဟာရုရှားရဲ့ကျူးကျော်ချိမ့်ချောက်မှုအန္တရာယ်ကိုရင်ဆိုင်ရတဲ့နိုင်ငံတွေထဲကတခုဖြစ်ပါတယ်။ဆိုတော့ဒီလိုမျိုး ရုရှားရဲ့ကျူးကျော်မှုအန္တရာယ်ကိုရင်ဆိုင်ရတယ်လို့ပြောတဲ့အခါမှာဒါဟာတချို့လူတွေပြောသလိုစိတ်ကူးနဲ့မှန်းဆပြီးတော့အာနာဂတ်မှာဖြစ်လာနိုင်ခြေကိုမျှော်မှန်းတွေးဆတာမဟုတ်ဘဲနဲ့သူ့ရဲ့နိုင်ငံရာဇဝင်တမိုင်းမှာကရုရှားရဲ့ကျူးကျော်သိမ်းပိုက်မှုကိုခံခဲ့ရတဲ့အတွက်တမိုင်းသင်္ကန်းစားကလည်းရှိပြီးဖြစ်သလိုလက်ရှိအနေအထားမှာလည်းယူကရိန်းကိုရုရှားကဝင်ရောက်လက်တွေ့ဝင်ရောက်ကျူးကျော်တိုက်ခိုက်ခဲ့တဲ့အတွက်ပိုလန်နိုင်ငံဟာလုံခြုံရေးအနေအထားကိုအမြင့်ဆုံးတတ်နိုင်ခဲ့ပါတယ်ယူကရိန်းရေးမှာလည်း ယူကရိန်းဘက်ကနေပိုလန်နိုင်ငံကစစ်ရေးအကူအညီတွေဗန်ဒါရေးအကူအညီတွေအပြင်ယူကရိန်းဒုက္ခသည်ပေါင်းတသန်းကျော်လောက်ကိုနိုင်ငံတွင်းမှာခိုလုံနေတိုင်းခွင့်ပေးပြီးတော့ယူကရိန်းရဲ့ရုရှားခုခံတော်လှန်ရေးစစ်မှာတက်တက်ကြွကြွနဲ့ရှေ့တန်းကနေပါဝင်ခဲ့တဲ့နေတိုးဖွဲ့ဝင်နိုင်ငံတိုင်းနိုင်ငံတွေဖြစ်ပါတယ်။2022ခုနှစ်ကနေစပြီးတော့ဒီရုရှားရဲ့ချင်းချောက်မှုပဲနိုင်ငံရဲ့အာ GDP ထဲကနေ400 4.8ရာခိုင်နှုန်းကိုနိုင်ငံတော်ကာကွယ်ရေးဈေးမှာတုံးဆွဲပြီးတော့မှ ဒီနိုင်ငံစစ်တပ်ခင့်မီပြုပြင်ပြောင်းလဲရေးအတွက်ဆက်လက်နဲ့အစ်စ်ဝယ်ယူတက်ဆင်တာပြည်တွင်းမှာထုတ်လုပ်ဖို့ပြင်ဆင်လာတာရင်းနဲ့သူရဲ့လက်နက်ကိုတောင်ထဲကဆိုဗီယက်ခေတ်လက်နက်တွေကိုယူကရိန်းကို ပေးပြီးတော့အဲ့ဒီနေရာမှာအနောက်တိုင်းထုတ်အထူးသဖြင့်အမေရိကန်နဲ့တောင်ကိုရီးယားကထုတ်လုပ်တဲ့စစ်လက်နက်တွေကိုစစ်လက်နက်တွေနဲ့အာဖြစ်ဖြစ်တင်းမှုတွေတောက်လျှောက်ဆိုသလိုလှုပ်လာနေခဲ့ပါတယ်။မကြာပေးခင်အချိန်ကပဲပြီးခဲ့တဲ့အပတ်ထဲမှာပိုလန်ဝန်ကြီးချုပ်ဒေါ်နယ်တက်စ်ကနိုင်ငံသားတိုင်း ကိုစစ်ပညာစစ်သင်တန်းပေးမဲ့အစီအစဉ်တရက်ကိုကျင်းပလိုက်ပါတယ်။ဘာကြောင့်ပိုလန်ကဒီလိုတနိုင်ငံလုံးမှာရှိတဲ့နိုင်ငံသားတွေအလုံးကိုစစ်သင်တန်းပေးရဖို့အထိအဲဒီလောက်ထိဘာကြောင့်အာဆိုရုရှားရဲ့အနေကိုစိုးရင်ထိတ်နိုင်ရလဲဆိုရင်သူ့ရဲ့နိုင်ငံနေထားနဲ့သမိုင်းကြောင်းကိုအနည်းငယ်ပြန်ပြောင်းပြောဖို့လိုအပ်ပါတယ်။ပိုလန်နိုင်ငံဟာနှစ်ပေါင်းထောင်ချီတပ်တန်းရှိတဲ့နိုင်ငံကြီးတနိုင်ငံဖြစ်ပြီးတော့သူ့ရဲ့သမိုင်းဖက်တန်းမှုတစ်ချောင်းမှာလဲအင်ပါယာ အဖြစ်ထူထောင်ဆိုးမိုးနိုင်ခဲ့တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။သို့တော်လည်းပဲ empire တွေအဖြစ်တည်ထောင်ရပ်တည်နိုင်ခဲ့ပေမဲ့လို့သူရဲ့နိုင်ငံတပိုင်းနှစ်ပေါင်းတစ်ထောင်ကျော်သက်တမ်းအတွင်းမှာပြည်ပနိုင်ငံတွေရဲ့လွှမ်းမိုးချယ်လှယ်ကျူးကျော်သိမ်းပိုက်မှုကိုလည်းအကြိမ်ကြိမ်ခံခဲ့ရပါတယ်။အနည်းဆက်ဆုံးကတော့ဒီခေတ်သစ်တပိုင်းမှာဒုတိယကမ္ဘာစစ်ကာလတုန်းကနာဇီဂျာမနီရဲ့ကျူးကျော်သိမ်းပိုက်မှုနဲ့နိုင်ငံရှေ့ပိုင်းကဆိုဗီယက်ရုရှားတို့ရဲ့ကျူးကျော်သိမ်းပိုက်မှုပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ဒုတိယကမ္ဘာစစ်မစတင်ခင်မှာဂျာမနီနိုင်ငံခေါင်းဆောင်ဟစ်တလာဟာဥရောပတိုက်ကိုတိမ့်ပိုက်အုပ်ချုပ်ရေးသူ့ရဲ့ရည်မှန်းချက်အောင်မြင်ဖို့အတွက်သူ့အတွက်စိတ်မလုံးချုံတာဟာနိုင်ငံအနောက်ပိုင်းမှာရှိနေတဲ့အင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့ဆိုဗီယက်ရုရှားဖြစ်ပါတယ်။ဒါကြောင့်ဆိုဗီယက်ရုရှားနဲ့တိတ်တဆိတ်ညှိနှိုင်းပြီးတော့ဂျာမနီနဲ့ရုရှားကြားအကျူးကျော်ရေးစာချုပ်တရက်ကိုနှိဝဲချုပ်ဆိုခဲ့ပါတယ်။အဲ့ဒီလိုစာချုပ်ချုပ်တဲ့အပြင်ကိုပိုလန်နိုင်ငံကိုတယောက်တစ်ဝက်ထက်ချမ်း တိမ့်ပိုက်ရေးဆိုတဲ့သဘောနားလည်မှုတစ်ခုကိုရယူခဲ့ပြီးတော့နာဇီဂျာမနီကလည်းပိုလန်ကိုကျူးကျော်သလိုဆိုဗီယက်ရုရှားကလည်းပိုလန်နိုင်ငံအရှေ့ပိုင်းကိုတိမ့်ပိုက်အုပ်ချုပ်ထားခဲ့ပါတယ်။နောက်ပိုင်းမှာတော့နာဇီဂျာမနီခေါင်းဆောင်ဟစ်တလာဟာသူ့ရဲ့ဂရိကဝတ်ကိုဖောက်ပြက်ပြီးတော့ပိုလန်ကိုကျော်လွန်ပြီးတော့ဆိုဗီယက်ရုရှားထဲဝင်ရောက်ခဲ့ပြီးတော့ဒီမော်စကိုမြို့တော်တွေစတာလင်ဂရတ်မြို့တော်တွေပြီးရင်အဲလီနင်ဂရတ်မြို့တော်စတဲ့မြို့တော်တွေကိုဝိုင်းပတ်ပိတ်ဆို့ပြီးတော့ ရုရှားနိုင်ငံကိုပါကျူးကျော်သိမ်းပိုက်ဖို့ကြိုးစားခဲ့ပါတယ်။ဒါဟာပိုလန်နိုင်ငံကြုံခဲ့ရတဲ့ဒီရုရှားရဲ့ကျူးကျော်မှုနာဇီဂျာမနီရဲ့ကျူးကျော်မှုတမိုင်းပဲဖြစ်ပါတယ်။ဒါကြောင့်အခုခေတ်သစ်တမိုင်းမှာယူကရိန်းကိုရုရှားကအဲရုရှားအင်ပါယာမဟာရုရှားနိုင်ငံတော်တည့်ရပြန်လည်ထူထောင်ရေးဆိုတဲ့အိမ်မက်ကိုပူတင်ကပြန်လည်အိမ်မက်မှတ်နေပြီးတော့ယူကရိန်းကိုလက်တွေ့တိုက်ပြလာတဲ့အခါမှာပိုလန်နိုင်ငံကအခုလိုတိုင်းနိုင်ငံလုံးစစ်စည်းရုံးပြီးတော့စစ်တင်နှံပေးရတဲ့အဆင့်မျိုးတစ်ခုကိုလှုပ်ဆောင်လာနေတာဖြစ်ပါတယ် ဆိုတော့ဒီလိုရုရှားရဲ့ကျူးကျော်လာမဲ့အန်ဒီယေကိုရင်ဆိုင်ဖို့အတွက်ပိုလန်နိုင်ငံကဘာတွေလုပ်နေသလဲဆိုတာကိုကျွန်တော်တို့ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်။ခုနကပြောခဲ့တဲ့အတိုင်းပဲပိုလန်နိုင်ငံဟာ2022ခုနှစ်ယူကရိန်းကိုရုရှားကဝင်ရောက်ကျူးကျော်ပြီးတဲ့နောက်သူ့ရဲ့နိုင်ငံတော်ဘန်နာငွေတဲက GDP ရဲ့4.8%ရာခိုင်နှုန်းကိုနိုင်ငံတော်ကာကွယ်ရေးစနစ်မှာတုံးဆွဲလာခဲ့ပါတယ်။ပိုလန်နိုင်ငံရဲ့စစ်တပ်မှာအုံပြုနေတဲ့တိတ်သားတွေတိုက်နေရင်တွေပြီးတော့လက်လက်ခဲရင်တွေအမြောက်တွေဟာဆိုဗီယက်ခေတ်ကသူတို့ ဝယ်ယူဖြစ်တင်ထားခဲ့တဲ့လက်နက်ပစ္စည်းကိရိယာအများစုဖြစ်ပါတယ်။အဲ့ဒီတော့အဲ့ဒီလက်နက်တွေကိုယူကရိန်းရှေ့တန်းမှာရုရှားကိုခုခံတိုက်ခိုက်ဖို့အတွက်လူဒန်းမှုတွေတောက်လျှောက် လုပ်ခဲ့ပြီးဖြည်းဖြည်းချင်းလုပ်ခဲ့ပြီးတော့အဲ့ဒီနေရာမှာဒီအမေရိကန်ထုတ်စစ်လက်နက်တွေတိုက်လေရင်တွေတိတ်ငားရည်နဲ့အစားထိုးဖြစ်တင်ပြီးတော့နိုင်ငံစစ်တပ်ကိုခင့်မီပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကိုဝန်ကြီးချုပ်ဒေါ်နယ်ဒက်စ်ကစတင်ခဲ့ပါတယ်။နောက်တစ်ချက်ပိုလန်နိုင်ငံဟာဥရောပအရှေ့ခြမ်းနဲ့အနောက်ခြမ်းကိုခလေကနေဆက်သွယ်ပေးထားတဲ့ အအရေးကြီးတဲ့နေရာမှာရှိနေပါတယ်ကျွန်တော်တို့မြေပုံကိုကြည့်လိုက်မယ်ဆိုရင်ဂျာမနီနိုင်ငံမြောက်ပိုင်းဒေသဟာဥရောပတိုက်တစ်ခုလုံးကိုခြုံပြီးကြည့်လိုက်မယ်ဆိုရင်ဂျာမနီနိုင်ငံမြောက်ပိုင်းဒေသဟာမြေပြန့်လွင်ပြင်တွေကိုစပြီးဝင်တဲ့ပလင်းကောင်းခြင်းနေရာလေးတစ်ခုရှိပါတယ်အတောင်ကြားလွင်ပြင်ပုံစံမျိုးတစ်ခုရှိပါတယ်အဲ့ဒီနေရာဟာဥရောပတိုက်တစ်ခုလုံးရဲ့အကျဉ်းဆုံးနေရာဖြစ်ပါတယ်ကျန်တဲ့ဥရောပတောင်ဘက်ချမ်းတွေကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့အဲ့တောင်တန်းတို့မြင့်မားတဲ့တောင်တန်းကြီးရှိနေတဲ့အတွက်ဒီလိုမျိုးနိုင်ငံတစ်နိုင်ငံနဲ့ စစ်မဲ့စစ်စင်တိုက်ခိုက်တဲ့နေရာမှာစစ်တပ်ကြီးတွေဖျက်ကျော်ဖို့အတွက်ပထဝီဝင်နေထိုင်ရခက်ခဲပါတယ်။အဲဒီတော့ဥရောပနောက်ချမ်းကနေဥရောပအနောက်ဥရောပစစ်တပ်တွေရှေ့အရှေ့ဘက်ကိုခြိတက်မယ်ဆိုရင်ဂျာမနီနိုင်ငံအဲ့ဒီပလင်းကောင်းချင်းမြောက်ဘက်နေရာကိုဟမ်မတ်မြို့အဲ့နေရာကိုသူတို့ဖျက်ကျော်ရပါတယ်။အဲ့ဒီနေရာကနေဥရောပရှေ့ချမ်းကိုတဖြည်းဖြည်းတဖြည်းဖြည်းမြေမျက်နှာသွင်းနေရာတဖြည်းဖြည်းကျယ်ဝန်းကျယ်ဝန်းသွားပြီးတော့ပိုလန်နိုင်ငံဟာအကျယ်ဝန်းဆုံးနေရာအထိကျယ်ဝန်းဆုံးနေရာရဲ့ ခလေဥတိုင်းလို့ပြောရင်မမပါဘူးဒါကြောင့်ပိုလန်နိုင်ငံဟာပထဝီဝင်အနေထားရအရေးကြီးပါတယ်အနောက်ဥရောပနိုင်ငံတွေအနေနဲ့ရုရှားကိုစစ်ဆင်တိုက်ခိုက်မယ်ဆိုရင်ပိုလန်မှာအခြေချမှာဖြစ်ပါတယ်ဒါကြောင့်လဲနေတိုးတပ်ဖွဲ့ရဲ့ဥရောပရှေ့ချမ်းဥရောပရှေ့ပိုင်းခံစစ်ကြောင်းကိုပိုလန်နိုင်ငံမှာအဓိကမန်တိုင်ပြုထားပြီးတော့အဲ့ဒီမှာနေတိုးတပ်ဖွဲ့တွေနိုင်ငံစုံတပ်ဖွဲ့ဝင်တွေဟာအဲ့ဒီဥရောပရှေ့တန်းခံစစ်ကိုအားဖြည့်ဖို့အတွက်တက်ဆွဲနေရယူထားတာဖြစ်ပါတယ်နောက်ချက် ပိုလန်ရဲ့စစ်ရေးရအရေးပါမှုကဘာလဲဆိုရင်ပိုလန်ဟာရုရှားရဲ့မဟာမိတ်ဘယ်လာရုစ်နဲ့နယ်နိမိတ်ချင်းအရှေ့ဘက်မှာမိုင်ပေါင်းရာထောင်ချီပြီးတော့ထိစပ်နေတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ပြီးတော့သူ့ရဲ့အပေါ်မှာဆိုရင်ပိုလန်နဲ့ပိုလန်ရဲ့အရှေ့မြောက်ဘက်မှာဆိုရင်ဒီဘော်လ်တစ်သုံးနိုင်ငံရဲ့နယ်နိမိတ်ရှိပါတယ်။ပို့ပြီးတော့ထူးခြားတာကအဲ့ဒီပိုလန်နဲ့ဒီဘော်လ်တစ်နိုင်သုံးနိုင်ငံကြားဆက်ဆက်နေတဲ့နယ်မြေမှာရုရှားကလည်းသူ့တဲ့မဟာဗျူဟာမြောက်ရေးပါတဲ့လမ်းကြောင်းတစ်ခုရှိနေပါတယ်။ ယထာလံသူသဖြင့်ဒါဆိုဗီယက်ခေတ်ကသူတို့ဆောက်လုပ်ခဲ့တဲ့ယထာလံပေါ့အဲ့ဒါကဘာလဲဆိုတော့ဒီမြောက်ပင်လေဘော်တစ်ကမ်းခြေမှာကာလီနင်ဂရက်လို့ခေါ်တဲ့နယ်မြေချင်းချင်းလေးတစ်ခုကိုရုရှားကလက်ရှိထိန်ထိအာပိုင်ဆိုင်နေစေဖြစ်ပါတယ်အဲ့ဒီမှာရုရှားရဲ့ဒီဘော်တစ်ရေတပ်အခြေစိုက်စခန်းကြီးမားတဲ့စစ်အခြေစိုက်စခန်းကြီးတစ်ခုရှိပြီးတော့ဒီနယ်မြေဟာဘယ်လိုလို့ရုရှားနဲ့အလန့်ကွာခဲ့ရတယ်လဲဆိုရင်ဆိုဗီယက်ပြည်ထောင်စုကာလတုန်းက ဒီပိုလန်ထိဟာဆိုဗီယက်ရဲ့အုပ်ချုပ်မှုအောက်ကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။အဲ့တော့ဒီဘောလ်တစ်သုံးနိုင်ငံရောဘယ်လာရုစ်ရောယူကရိန်းရောပိုလန်ရောအက်စတိုးနီးယားလစ်သရေးနီးယားအဒီနိုင်ငံတွေအားလုံးကဆိုဗီယက်လက်အောက်မှာရှိနေခဲ့တာဖြစ်ပါတယ်။1990ပြည့်နှစ်ပဲရစ်ထိုက်ကာစနစ်ကြောင့်ဒီဆိုဗီယက် ပြည်ထောင်စုပြိုလဲသွားတဲ့အချိန်မှာသူ့ရဲ့လက်အောက်ကအရှေ့ဥရောပနိုင်ငံတွေဟာအတီးတီးလွတ်လပ်တဲ့နိုင်ငံတွေဖြစ်ကျညာသွားတဲ့အချိန်မှာဆိုဗီယက်ရဲ့ဒီမြောက်ပင်လယ် စစ်တပ်အခြေချစစ်စခန်းကြီးအခြေချရာဒီကာလီနင်ဂရက်မြို့ဟာကွက်ကွက်လေးတီးခြားပြီးတော့ကျန်နေခဲ့တာဖြစ်ပါတယ်။ဆိုတော့အဲ့ဒီကာလီနင်ဂရက်နဲ့ရုရှားနိုင်ငံမော်စကိုမြို့တော်စိန့်ပီတာမြို့တို့ကိုဆက်သွယ်ပေးထားတဲ့ယထာလမ်းကြောင်းအဲ့ဒီလမ်းတနေရာထဲကပဲရုရှားကစိုးမိုးထားပြီးတော့ကျန်တဲ့နေရာတွေက Baltic နိုင်ငံကပိုင်ဆိုင်တဲ့နယ်မြေတွေဖြစ်နေခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လက်ရှိအဲ့ဒီအဲ့ဒီခါဇက်ဂျင်းလေးဟာကာလီနင်ဂရက်နဲ့မော်စကိုကိုချိတ်ပေးတဲ့ခါဇက်ဂျင်းလေးရှိနေတဲ့ဒီယထာလမ်းဟာပိုလန်နဲ့မိုင်း 10 -10 ဝင်းကျင်လောက်ပဲဝေးတယ်လို့ကျွမ်းကျင်သူတွေကပြောပါတယ်အဲ့ဒီခါကျတော့တကယ်လို့အရေးကြုံလာတဲ့အခါကျရင်ရုရှားစစ်တပ်ကသူ့ရဲ့ကာလီနင်ဂရက်အထူးဖြင့်ဒီမြောက်ပင်လယ်အာတိတ်ရက်ဝမ်းမှာစစ်မှတ်တစ်ခုခုဖြစ်ပြီဆိုရင်ရုရှားကဒီကာလီနင်ဂရက်အခြေစိုက်စခန်းကိုလုံခြုံအောင်အရင်လုပ်ဖို့လက်ဦးမှုယူရပါလိမ့်မယ်တကယ်လို့အဲ့လိုမျိုးလက်ဦးမှုယူလာခဲ့လို့ရှိရင်ဒီကာလီနင်ဂရက်ရဲ့ဒီတစ်ဖက်တစ်ချက်ပေါ့ဘယ်ညာတစ်ဖက်တစ်ချက်ယထာတန်လန်းကိုယထာတန်လန်းရှိနေတဲ့ဘောလ်တစ်သုံးနိုင်ငံကိုရုရှားစစ်တပ်က စစ်ကြောင်းကြီးနှစ်ကြောင်းခွဲပြီးတော့ဝင်ရောက်တိုက်ခိုက်ရမှာဖြစ်ပါတယ်။အဲ့လိုမျိုးတိုက်ခိုက်မယ်ဆိုရင်ပိုလန်ရဲ့အရှိမြောက်နယ်ခြားတဲ့ကိုရုရှားစစ်တပ်ကဖျက်ကျော်ရမှာဖြစ်ပါတယ်။ဆိုတော့ဒီလိုမျိုးဒီအရှိမြောက်နယ်စပ်မှာလည်းရုရှားရဲ့ခြင်ချောက်မှုအန္တရာယ်ရှိတယ်။ပြီးတော့ဘယ်လာရုစ်ကလည်းရုရှားရဲ့မဟာမိတ်ဖြစ်ပြီးတော့အဲ့ဘယ်လာရုစ်ထဲမှာပို့ဆိုးတာကရုရှားစစ်တပ်တွေအခြေချထားတယ်။ပြီးတော့တရုတ်နိုင်ငံရဲ့စစ်တပ်တွေလည်းလာရောက်လေ့ကျင့်လာရှိရတဲ့အတွက်ဒီလိုမျိုးယူကရိန်းကိုရုရှားကဝင်ရောက်တိုက်ခိုက်ပြီးရင်တော့ပိုလန်နိုင်ငံဟာသူ့ရဲ့ စစ်အင်အားအများစုကိုနိုင်ငံအရှိပိုင်းဘယ်လာရုစ်နဲ့နယ်စပ်တခြားဒီအရှိမြောက်အဲဘောတစ်သုံးနိုင်ငံသုံးနိုင်ငံနဲ့နယ်စပ်တခြားမှာအင်အားအများပြားချပြီးတော့ရုရှားအန်ဒီကိုစောင့်ကြည့်နေခဲ့တာဖြစ်ပါတယ်။အဲဒီတော့ရုရှားအန်ဒီကိုရင်ဆိုင်ဖို့ပိုလန်နိုင်ငံဟာသူ့ရဲ့စစ်တပ်ကိုဘလို့ဘလို့မျိုးအဆင့်မြင့်တင်နေလဲဒါလည်းစိတ်ဝင်စားချင်ကောင်းတဲ့အချက်ချက်ဖြစ်ပါတယ်။2022ခုနှစ်ဖေဖော်ဝါရီ24ရက်နေ့မှာရုရှားကယူကရိန်းကိုဝင်ရောက်တိုက်ခိုက်ပြီးတဲ့နောက်ပိုလန်နိုင်ငံဟာသူ့ရဲ့ကာကွယ်ရေးမူဝါဒတွေကိုပြောင်းလဲပစ်လိုက်ပါတယ် အဲ့ဒီမတိုင်ခင်တုန်းကတော့ရုရှားရဲ့အန်ဒီဟာအမေရိကန်ကနော်ပြတဲ့နော်ဒေဝေါ်ကြီးပုံပြင်တစ်ခုနေနဲ့ဥရောပတိုက်ဥရောပတိုက်မှာအများစုကစဉ်းစားခဲ့ပြီးတော့ငိမ့်ချမ်းရေးကိုပဲတွေ့ဆုံဆွေးနွေးရေးဆိုတဲ့လမ်းကြောင်းတွေကိုပဲသူတို့ကအဆင်ပြေရေးမဟာမိတ်ပြုရေးဆိုတဲ့ဝါဒတွေကိုပဲပြောခဲ့ပြီးတော့ကာကွယ်ရေးသုံးစရိတ်တိုးမြင့်မဲ့အစိုးရဟာလူထုရဲ့အမျက်တော်ရှာတာကိုခံရတဲ့အတွက်ကာကွယ်ရေးသုံးစရိတ်မှာသုံးဆဲခြင်းမရှိဘဲနဲ့ဒီနိုင်ငံတွေရဲ့ ်အာအခုနကျွန်တော်တို့ပြောတဲ့ပိုလန်ရဲ့အဲစစ်တပ်ထဲမှာဆိုဗီယက်ခေလက်ကြံလက်နက်တွေပဲကြံလက်နက်တွေပဲရှိနေတဲ့အနေအထားမျိုးကိုရောက်ခဲ့ရတာဖြစ်ပါတယ်။တကယ်တမ်းရုရှားကဥရောပအရှေ့ချမ်းကိုအင်နဲ့အားနဲ့တကယ်ကျူးကျော်လာတဲ့အခါမှာတော့အဲ့ဒီအိမ်မက်တွေထဲကနေလက်နိုးလာကြပြီးတော့ကာကွယ်ရေးမူဝါဒတွေကိုပြောင်းလဲလာကြပါတယ်။အဲ့ဒီထဲမှာပိုလန်နိုင်ငံဟာရှေ့လမ်းမှာပါဝင်ပါတယ်။ပိုလန်ဟာနေတိုးရဲ့မဟာမိတ်အဖွဲ့ဝင်တနိုင်ငံဖြစ်တယ်လို့ဥရောပရှေ့ပိုင်းရုရှားအန်ဒီယေကိုတာစီရေးတဲ့နေတိုးရဲ့ တော့ Eastern European အာ East Eastern flank လို့ခေါ်တဲ့ဥရောပအရှေ့ပိုင်းခံစစ်ကြောင်းရဲ့ရှေ့တန်းအကြဆုံးအဓိကပင်မစခန်းကြီးဖြစ်ပါတယ်။ဒါကြောင့် NATO ရဲ့နိုင်ငံစုံတပ်ဖွဲ့တွေကလည်းပိုလန်ထဲမှာအများအပြားတက်ဆွဲပြီးတော့ရုရှားရဲ့အနေကိုရင်ဆိုင်ဖို့ပြင်ဆင်နေကြပါတယ်။အဲဒီလိုမျိုးပြောင်းလဲလာတဲ့စစ်ရေးနိုင်ငံရေးအခြေအနေတွေနဲ့လက်ရောညီထွေစွာပိုလန်နိုင်ငံဟာသူ့ရဲ့ကာကွယ်ရေးမူဝါဒကိုပြင်ဆင်ပြီးတော့နိုင်ငံရဲ့ GDP 4.8%ရာခိုင်နှုန်းကိုလည်းကာကွယ်ရေးအစည်းအဝေးမှာတုံ့ဆက်ဖို့အတွက်အတည်ပြုခဲ့ပါတယ်။ ဒီလိုမျိုးနိုင်ငံရေးစက်တက်ကို modernize ခင်မီတိုးတက်ရေးပြုပြင်ပြောင်းလဲတဲ့နေရာမှာဒီအဲဒီတင့်ကားကဏ္ဍမှာဆိုရင်ဆိုဗီယက်ခေတ်ကျန်တင့်ကားတွေနေရာမှာဒီ American လို့ Abraham တင့်ကားလို့ခေါ်တဲ့နော်တိုက်ပွဲဝင်ဆိုင်းရင်မြင့်မားတဲ့တင့်ကားအစင်းပေါင်း136စင်းနဲ့အစားထိုးဖို့ American ရှေ့ကနေဒီတင့်ကားတွေဝယ်ယူစာချုပ်ကိုဘီလီယံချီတန်တဲ့စာချုပ်တွေချုပ်ဆိုပြီးတော့ပိုလန်နိုင်ငံကအဲချုပ်ဆိုခဲ့ပါတယ်အဲ့ဒီထဲကတချို့ အရေးအတွက်ဟာပိုလန်ရှေ့တန်းတွေကိုရောက်ရှိနေပြီလို့ကျွန်တော်တို့ဒီစီးရီးကြောင်းချင်းသူတွေကပြောပါတယ်ဆိုတော့အဲ့ဒီဆိုဗီယက်ခေတ်လက်ကျန်တိတ်ငါးတွေကိုကြာတော့သူတို့ဘာလုပ်ပြလဲဆိုတော့ယူကရိန်းရှေ့တန်းမှာရုရှားခုခံရေးအတွက်သူတို့ကအဖြစ်ဖြစ်ချင်းလှူဒန်းပြီးတော့သူ့ရဲ့ဒီလက်နက်အဟောင်းတွေကိုအာရန်သူကိုကြီဖြုံးတဲ့သဘောမျိုးအဲသူတို့ပရိယေနဲ့အလှူဒန်းနေတဲ့ဟာတွေလုံလုံနေပြီးတော့မှအဲ့ကုံသွားတဲ့လက်နက်နေရာမှာခစ်မီလက်နက်တွေနဲ့အစာထိုးဖြစ်တင်းနေတယ်လို့ပြောပါတယ်နောက်ထပ်သူ့ရဲ့တင့်ငါးတက်ရင်တွေကိုအာ အစားထိုးဖြစ်စည်းဖို့လှုပ်လာတဲ့တင်္ဃာမျိုးသားကတော့ဘာလဲဆိုတော့တောင်ကိုရီးယားနိုင်ငံထုတ် K2 Black Panther လို့ခေါ်တဲ့တင်္ဃာမျိုးသားဖြစ်ပြီးတော့အဲ့ဒီတင်္ဃာမျိုးပေါင်းတထောင်လောက်ကိုပိုလန်နိုင်ငံကတောင်ကိုရီးယားရှိကနေဝယ်ယူဖို့စာချုပ်လက်မှတ်ရေးထိုးခဲ့ပါတယ်အဲ့ဒီစာချုပ်ရ2022ခုနှစ်မှာတင်္ဃာအစင်း180ကပထမထုတ်ဖြစ်ပိုလန်နိုင်ငံကိုရောက်ရှိခဲ့ပြီးဖြစ်ပြီးတော့နောက်ထပ်ကြံနေသေးတဲ့အစင်ပေါင်း800ကျော်ကိုအဲပိုလန်နိုင်ငံကဒီတောင်ကိုရီးယားနဲ့ဒီပိုလန်ပြည်ရင်းမှာ ပြည်ရင်းဆက်ယုံတွေမှာတောင်ကိုရီးယားနေပညာနဲ့ထုတ်လုပ်ခွင့်ကိုလိုင်စင်ရယူပြီးတော့10နှစ်အတွင်းမှာဒီ Black Panther တင်ကားတွေကိုထုတ်လုပ်သွားဖို့အတွက်ပြင်ဆင်ဆောင်ရွက်နေရလို့ပြောပါတယ်။ဒီလိုမျိုးတောင်ကိုရီးယားကပိုလန်နိုင်ငံကိုအစ်စ်မြင့်တင်ကားနေပညာတွေပေးတယ်ရောင်းချတဲ့အတွက်ရုရှားဟာအမျက်ဒေါသထွက်ပြီးတော့မြောက်ကိုရီးယားရဲ့စစ်တပ်တွေဟာယူကရိန်းရှိတဲ့မှာပါဝင်တိုက်ခိုက်လာရခြင်းအကြောင်းရင်းတွေတခုဖြစ်ပါတယ်။ဒီလိုမျိုးအစ်စ်မြင့်တင်ကားတွေအပြင်ကိုဒီပိုလန်စစ်တပ်ကြီးတစ်ခုလုံးမှာ ဒီမြေပြင်ထိုးစစ်အတွက်လိုအပ်မဲ့အပေါ့စားရန်နေရာတိုက်ခိုက်ရေးရင်ပေါင်းတပေါင်းကျော်လောက်ထိတိုက်ပွဲဝင်အနေထားသိရှိနေတယ်လို့စစ်ရေးကြွမ်းကျင်သူတွေကပြောပါတယ်။နောက်ထပ်တောင်ကိုရီးယားရှိကပိုလန်ဆိုရကဝယ်ယူဖို့ဝယ်ယူထားတဲ့အဲတင်္ဂါမျိုးစားတော့ board suit လို့ခေါ်တဲ့တင်္ဂါမျိုးစားဖြစ်ပြီးတော့အစင်းရင်ပေါင်းတထောင်လောက်ကိုဝယ်အဲဝယ်ယူသွားမယ်ဝယ်ယူထားတယ်လို့ဒါသတင်းတွေကကျွန်တော်တို့သိရပါတယ်။ဆိုတော့အဲ့ဒီ board suit တင်္ဂါကိုလည်းပိုလန်ပြည်တွင်းမှာထုတ်လုပ်ဖို့ပဲတောင်ကိုရီးယားရှိကနေလိုင်စင်ရထားတယ်လို့ အဲပိုလန်ဆိုရက license ဝယ်ယူထားပါတယ်ဒီ Borsu သင်္ကန်းကဘာထူခြားတယ်လဲဆိုတော့ဒီဥရောပအရှိတ်ပိုင်းမှာဒီဒုတိယကမ္ဘာစစ်ကာလတုန်းကဘယ်ဒီဂျာမနီနာဇီဂျာမနီကရုရှားကိုဝင်ရောက်တိုက်ခိုက်နေချိန်မှာဘယ်အရာတွေကအဓိက ာဒုက္ခပေးခဲ့တယ်လဲဆိုတော့အဲ့ဒီတုန်းကတော့သူကရုရှားဆိုဗီယက်ရုရှားနိုင်ငံပြီပေါ့အခုကတော့ပိုလန်နိုင်ငံအဲ့ဒီတုန်းကဆိုဗီယက်ရုရှားနိုင်ငံဖြစ်တဲ့ပိုလန်နိုင်ငံထဲကိုနာဇီဂျာမနီတပ်တွေဝင်ရောက်တိုက်ခိုက်တဲ့အချိန်မှာသူတို့အဓိကအတားအဆီးတွေ့ရတော့ဒီမြစ်ချောင်းတွေကိုဖျက်ခုတဲ့အချိန်ဖြစ်ပါတယ်ဆိုတော့ဒီလူပေါင်းထောင်ပေါင်းချီပါတဲ့စစ်ကြောင်းကြီးတွေတင့်ကားစစ်ကြောင်းတွေရန်ရစစ်ကြောင်းတွေဟာအာထိုးစစ်ကြီးတို့အလင်းမြန်ဆင်ရွက်တဲ့အချိန်မှာမြစ်နဲ့တွေ့ရင်ခိတရက်တန်းရတယ်နောက်ကခြေလင်တက်တွေကိုစောင်းရတဲ့အနေအထားမျိုးတွေရှိခဲ့အဲ့တော့တင့်ကားစစ်စင်ကြီးတွေက အဲနောက်နေကြံ့ကြာမှုတွေရှိခဲ့တယ်ပေါ့နော်အဲ့တော့ဒီပထဝီဝင်အနေထားနဲ့ကိုက်ညီတဲ့ဒီတောင်ကိုရီးယားနိုင်ငံကထုတ်တဲ့ Borsuk ဆိုတဲ့တင်ကားမျိုးစားကိုသူတို့ဝယ်ယူထားတာဖြစ်ပါတယ်ဆိုတော့ဒီတင်ကားရဲ့ထူးခြားချက်ကဘာလဲဆိုတော့ तू ကဒီဆက်တနက်အကောင်းစားဆက်တနက်တွေလည်းတက်ဆင်ထားသလိုသူ့ရဲ့တင်ကားအရှိပိုင်းအောက်နားမှာတင်ကားဖြတ်လက်နက်ကိုလည်းတက်ဆင်ထားတာဖြစ်ပါတယ်အဲ့ဒီတော့ရန်သူတင်ကားကိုလည်း तू ကြောက်ရွံ့ဖို့မလိုဘဲနဲ့သူ့ရဲ့မြေပြင်ပြစ်မှတ်တွေကိုစစ်ဆင်တိုက်ခိုက်နိုင်သလိုတစ်ချိန်တည်းမှာပဲစစ်မြေပြင်မှာ ရေပြင်ဒီမြစ်ချောင်းလိုရေပြင်အတားဆီးနဲ့တွေ့ရင်လည်းသူဟာရေပြင်ထဲမှာပါဖြတ်ကျော်မောင်းနေသွားနိုင်တယ်ကုန်းရည်နှစ်သွဲသွားနိုင်တဲ့အတွက်ထိုးစစ်အတွက်နော်ဒီဥရောပအရှေ့ပိုင်းမှာဖြစ်ပေါ်လာတဲ့စစ်ပွဲတွေမှာထိုးစစ်အတွက်ထိရောက်တဲ့လက်နက်တစ်ခုဖြစ်ရှိလာမဲ့အနေအထားမျိုးကိုမြင်နေရပါတယ်ခြေလင်းစစ်ကြောင်းကြီးတွေခြေမြန်စစ်ကြောင်းကြီးတွေစစ်စင်တိုက်ခိုက်တဲ့နေရာမှာအဓိကအားထားရတဲ့နောက်ထပ်ထိုးစစ်လက်နက်ဖြစ်တဲ့အမြောက်လက်နက်ကြီးပစ်ခတ်မှုမှာတော့ဒီပိုလန်စစ်တပ်မှာဟောင်ဝဇာအမျိုးအစား165မီလီမီတာဟောင်ဝဇာအမျိုးအစား အလက်ပေါင်း600ကျော်လောက်ရှိနေတယ်လို့ဒါကြွကျင်သူတွေကခန့်မှန်းထားပါတယ်ဆိုတော့ဒီအမြောက် fire power ပေါ့နော်မြောက်အမြောက်ပစ်အားကိုအားဖြစ်ဖို့အတွက်ပူလန်ဆိုးရကဘာတွေထပ်ပြီးတော့ပြင်ဆင်နေလဲဆိုရင် K9A1 အလိုလျောက်တုံးတံအားသုံးဟောင်းစာအလက်ပေါင်း600ကျော်ကိုလည်းတောင်ကိုရီးယားနိုင်ငံကထုတ်လုပ်တဲ့ဒီအမျိုးအစားကိုပဲဝယ်ယူဖို့အတွက်တောင်ကိုရီးယားဆိုးရနဲ့ပူလန်တို့ကြားစာချုပ်ချုပ်ပြီးတော့အဲ့ဒီထဲကလက်နက်တချို့ကိုရရှိထားပြီလို့ယူဆရပါတယ် ်နောက်ထပ်ပို့ပြီးတော့ထူးခြားတာဗာလဲဆိုတော့ Ukraine ရှေ့တန်းမှာ Russia နဲ့ဆက်စင်တိုက်ခိုက်တဲ့နေရာမှာเนาะ lesson ကောင်းကောင်းပြခဲ့တယ်သူဖြင့် Ukraine ရဲ့ဒီ Kursk ဒေသထဲကိုတံပြန်ထိုးစစ်ဖောက်ဝင်တိုက်ခိုက်တဲ့ထိုးစစ်မှာအစွမ်းပြခဲ့တဲ့စစ်ရေးအောင်မြင်မှုအသီးပွင့်တွေကိုပေးစွမ်းနိုင်ခဲ့တဲ့ American လို့ HIMARS အအတွဲလိုက်ဖြစ်တဲ့เนาะဒုံးစနစ်တွေကိုလည်းဒီယာနဲ့ချီပြီးတော့ပိုလန်နိုင်ငံကဒီ American နိုင်ငံရှိကနေဝယ်ယူထားပြီးဖြစ်တယ်လို့ဒါစစ်ရေးသတင်းတွေကကျွန်တော်တို့သိရပါတယ် ဒါအပြင်ကိုအတွဲလိုက်နောက်ထပ်နောက်ထပ်အတွဲလိုက်ဒုံးပြစ်စနစ်တစ်ခုဖြစ်တဲ့ MLRS လက်နက်စနစ်စနစ်ပေါင်း200ကျော်လောက်ကိုလည်းပိုလန်ဆိုရကဝယ်ယူဖြစ်တင်ထားပါတယ်။ပိုလန်နိုင်ငံဟာအစင်လာအားဖြင့်ဒီကုန်းတွင်းနိုင်ငံဖြစ်တဲ့အတွက်ကုန်းမြေအများစုဖြစ်တဲ့အတွက်ဒီကုန်းမြေပေါ်တော့ကြီးတက်မှာကြီးတက် ARG Land Power နိုင်ငံကြီးတစ်ခုဖြစ်တယ်။ဒါပေမဲ့ဒီနောက်ပိုင်းမှာသူ့ရဲ့ဒီအာကန်ယူတန်းမိုင်းတိတ်မကျေပြောတဲ့သူ့ရဲ့ကန်ယူတန်းမှာ ်ချထားရတဲ့ရေတက်ကိုလည်းအဆင့်မြင့်တင်မှုတွေလုပ်ပြီးတော့ဒီ Baltic နိုင်ငံကြီးရဲ့ရေပြင်မှာကင်းလဲဖို့အတွက်အဆင့်မြင့်တင်မှုတွေလုပ်လာတယ်။အဲ့ဒီအတွက် free gate system ပေါ့အဆင့်မြင့် free gate system ပေါ်၃စင်းကို Britain နိုင်ငံရှိကဝယ်ယူထားပြီးတော့ရေဟုတ်တင်ပေါ်တစ်စင်းလဲပါဝင်တယ်လို့ဒါစီရေသတင်းတွေကသိရပါတယ်။ဒါအပြင်ကိုလေတက်ကဏ္ဍမှာလည်းဒီသူ့မှာနောက်အရင်ဒီ Soviet ခေတ်ကလက်ကျန်ရှိနေတဲ့ MiG အဲ29 Mich 29တိုက်လေယာဉ်တွေကိုခုနကပြောသလိုပဲဒီ ယူကရိန်းလေရင်မှုတွေအတွက်သူတို့ပေးအပ်ခဲ့ပြီးတော့မှအဲ့ဒီအောက်ထိပ်ဖြစ်သွားတဲ့ဒီ MIG 29နေရာမှာဒီထက်ပိုအဆင့်မြင့်တဲ့ American ရဲ့နောက်ဆုံးပေါ်ဒီ stealth တိုက်နိုင်ရင်ကိုပြောက်တိုက်နိုင်ရင်လို့ခေါ်နေကြတဲ့ဒီ F35A မျိုးစားတိုက်နိုင်ရင်တွေကိုအစင်ပေါင်း900ကျော်ရှိပြီးတော့အဲ့ဒီထဲက400ကျော်ဟာတိုက်ပွဲဝင်ဖို့အသင့်ဖြစ်အစင်သင့်အနေထားမှာရှိနေတယ်အသုံးပြုလို့ရတဲ့အနေထားမှာရှိရလို့စီးကျွမ်းကျင်သူတွေကအာတုံ့သက်ထားကြပါတယ်ဆိုတော့ အခုနကကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲဒီလေရင်တွေကဒီ Soviet Kitchen လေရင်တွေ MiG 29တွေဆိုပေမဲ့ဒီလေရင်တွေကို Ukraine ရှေ့တန်းကိုသူတို့တဖြည်းဖြည်းချင်းပေးအပ်နေပြီးတော့အဲ့ကုန်ခန်းသွားတဲ့လေရင်တွေနေရာမှာ American လို့နောက်ဆုံးပေါ်အဆင့်မြင့်ကိုပြောက်တိုက်လေရင်ဖြစ်တဲ့ F35A ဒီအပေါ်စားတိုက်ခိုက်ရေးအာမဟာဗျူဟာမြောက်လေရင်တွေနဲ့သူတို့စားထိုးဖို့လှုပ်ဆောင်လာနေရယ်နောက်ပြီးတော့အဆင့်မြင့်တင်ထားတဲ့ F16C အမျိုးအစားဒီတိုက် jet တိုက်လေရင်အစင်ပေါင်း90နီးပါးကိုလည်းဒီ American ရှေ့ကနေဝယ်ယူပြီးတော့ သူ့ရဲ့လေတက်မှာအားဖြည့်ထားဖြစ်ပါတယ်။အဲဒီတော့ရုရှားရဲ့လေတက်နဲ့ကျွန်တော်တို့ရှင်ကြည့်မယ်ဆိုရင်ရုရှားနိုင်ငံမှာအခုဒီခုနကကျွန်တော်တို့ပြောတဲ့အမေရိကန်ရှီကသူတို့ရရှိတဲ့ F35 တို့ F16 တို့ဆိုတာတင်စမမြောက်မျိုးဆက်စက်ထမမြောက်မျိုးဆက်လောက်ရှိတဲ့အဆင့်မြင့်နောက်ဆုံးပေါ်လက်နက်တွေဖြစ်ပါတယ်။ဆိုတော့ရုရှားနိုင်ငံရဲ့လေတက်ကိုသွားကြည့်လိုက်တဲ့အခါမှာဘာတွေ့ရလဲဆိုတော့သူ့မှာနောက်ဆုံးပေါ်ဆိုလို့ Sukhoi 57လို့ခေါ်တဲ့ဒီ မျိုးဆက် fourth generation လောက်ပဲရှိတဲ့လေရင်မျိုးတွေကိုတွေ့ရတယ်။အဲ့ဒီခါကျတော့လေချောင်းအင်အားချင်းမှာရှင်းမယ်ဆိုရင်ရုရှားရဲ့ဟိုလေလေချောင်းအင်အားထက်ပါလေချောင်းဆွမ်းအင်မှာပါပိုလန်နိုင်ငံဟာတာလုံးနေတာတွေ့ရတယ်။အဲ့တော့ပိုလန်လေရင်တွေနဲ့ပိုလန်တိုက်လေရင်တွေနဲ့ရုရှားတိုက်လေရင်တွေဝေဟင်မှာလေချောင်းစီချင်းထိုးကြမယ်ဆိုရင်ပိုလန်နိုင်ငံကပဲအပြတ်သက်အနိုင်ရဖို့အနေထားမှာရှိနေပါတယ်။ပြီးတော့ဒီတိုက်လင်ပိုလန်နိုင်ငံကသုံးဆွဲနေ သုံးဆွဲနေတဲ့ပြီးတော့နောက်မှာသုံးဆွဲလာမဲ့တိုက်လင်ရင်တွေမှာအသုံးပြုတဲ့ဒီဒုံးပြန်လက်နက်တွေဟာလည်းအာဗြိတိန်နိုင်ငံထုတ် Cram လို့ခေါ်တဲ့ Cruise ဒုံးကြီးအမျိုးအစားဖြစ်ပြီးတော့သူဟာကီလိုမီတာပေါင်း900လောက်ထိဝေဝေဟင်ကနေမြေပြင်ပြစ်ပြစ်ခတ်နိုင်တယ်လို့ဒါပညာရှင်တွေကပြောပါတယ်ဆိုတော့ဒါကဘာအဓိပ္ပာယ်ဆောင်လဲဆိုပိုလန်နိုင်ငံရဲ့ဝေဟင်နယ်နိမိတ်ထဲကနေကိုဒီဘော်တစ်နိုင်ငံတွေရဲ့လေပိုင်နက်ထဲကိုလည်းဝင်စရာမလိုရုရှား ဘယ်လာရုစ်လေပိုင်နက်ထဲကိုလည်းဝင်စရာမလိုပဲနဲ့ကိုယ့်ရဲ့ပိုင်နက်အတွင်းဝေဟင်ကနေပဲဒီကာလီနင်ဂရက်ရုရှားရဲ့ဒီစစ်စခန်းကြီးရှိရာကာလီနင်ဂရက်ကိုလှမ်းပြီးတော့ပစ်ခတ်လို့ရတဲ့စွမ်းရည်မျိုးကိုပိုလန်နိုင်ငံဟာပိုက်ဆိုင်ထားတယ်ဆိုတာပဲဖြစ်ပါတယ်။အဲဒီလိုမျိုးနောက်ဆုံးပေါ်အဆင့်မြင့်တိုက်လေရင်ဟာရုရှားလီတက်မှာအခု2023ခုနှစ်တုန်းက22ဇီးပဲရှိပြီးတော့လာမယ့်နှစ်တွေထဲမှာအဆင့်ပေါင်း80လောက်ထိတိုးမြင့်ဖို့ရှိနေတယ်လို့ဒီရုရှားဘက်ကလာတဲ့စီးရီးသတင်းတွေကပြောပါတယ်။ဆိုတော့ဘလို့ပဲဖြစ်နေပါစေဒီလေကြောင်းအင်အားကိုလည်းရှင်းကြည့်မယ်ဆိုရင် ပိုလန်နိုင်ငံကပို့ပြီးတာလုံနေပြီးတော့အဲရုရှားလေရင်တွေဟာတကယ်လို့ပိုလန်နိုင်ငံထဲကိုကျူးကျော်ဝင်ရောက်လာမယ်ဆိုရင်ပိုလန်နိုင်ငံကဘာအားသာချက်ရှိနေလဲဆိုတော့ American ပြည်တော်စုကပေးပို့ထားတဲ့ Patriot ဒုံးခွင်းဒုံးစနစ်လေကြောင်းရံကာဝေးစနစ်တွေကိုသူ့နိုင်ငံထဲမှာအခုချထားပြီးဖြစ်ပါတယ်။နောက်မှလည်းသူတို့ထပ်ဝယ်ယူထားတဲ့စာချုပ်တွေကအဲယာနဲ့ချီရဲ့ Patriot ဒုံးစနစ်တွေဟာပိုလန်နိုင်ငံရဲ့အရှိတ်ပိုင်းတွေမှာတက်ဖြန့်ချထားတော့မှာဖြစ်တဲ့အတွက်ရုရှားရဲ့ကျူးကျော်အန်တီရဲ့ ကျူးကျော်မှုလေကြောင်းတိုက်ခိုက်မှုဒုံးကျည်နဲ့ပြစ်ခတ်မှုမြေပြင်ကျူးကျော်မှုတွေအားလုံးကိုပိုလန်နိုင်ငံဟာကောင်းကောင်းခုခံတွန်းလှန်နိုင်ရုံသာမကပိုင်တဲ့ဘယ်လာရုစ်နဲ့မြေထဲထိပါဝင်ရောက်တိုက်ခိုက်နိုင်တဲ့အနေအထားမျိုးကိုလက်ရှိပိုလန်နိုင်ငံရဲ့ဒီခင်မီစစ်တပ်ဖြစ်ရပြုပြင်ပြောင်းလဲမှုတွေကပြတ်တက်နေပါတယ်။ဒါပေမဲ့တချို့ကမင်းကုန်ထုတ်ကြပါတယ်။အဲ့ဒါဘာလဲဆိုတော့ဒီလိုမျိုးစိတ်ရင်ရတာတာလုံတာပိုလန်မှာတခုချုပ်ယွင်းနေတယ်။အဲ့ဒါကဘာလဲဆိုတော့ရုရှားမှာရှိနေတဲ့ tactical နျူကလ িয়ার ဝက်ပန်လို့ခေါ်တဲ့ဝါဟက်လို့ခေါ်တဲ့ညဘူဟာမြောက်နျူကလ িয়ার ထိပ်ဖူးတက်တာဝေးတာလက်တာတို့ပြစ်ဒုံးလက်နဲ့တွေပိုလန်နိုင်ငံမှာမရှိဘူးဆိုတဲ့အချက်ပဲဆိုပြီးတော့ထောက်ပြနေကြတာရှိပါတယ်ဆိုတော့ဒီအချက်ကြောင့်ဒီအချက်ကိုစိုးရိမ်လို့ပဲရုရှားနိုင်ငံဟာသူ့ရဲ့နျဘူဟာမြောက်နျူကလ িয়ার တပ်ဖွဲ့တွေကိုဘယ်လာရုစ်နိုင်ငံထဲမှာ2023ခုနှစ်ထဲမှာတပ်ဖြန့်ချထားပြီးဖြစ်ပါတယ်ဆိုတော့အဲ့ဒါကိုတံပြန်ဖို့အတွက်ပဲအမေရိကန်ပြည်ထောင်စုနဲ့ပိုလန်နိုင်ငံတို့ညှိနှိုင်းပြီးတော့ American ရဲ့ နျူကလ িয়ার မဟာဗျူဟာမြောက်နျူကလ িয়ার တပ်ဖွဲ့တွေတပ်ဖွဲ့တွေကိုလည်းပိုလန်နိုင်ငံထဲမှာတတ်ချထားဖို့အတွက်သဘောတူညီမှုစီစဉ်ထားပြီဖြစ်ပါတယ်။ဒါကြောင့်ရုရှားနိုင်ငံနေနဲ့ဟိုးအတိတ်သမိုင်းတုန်းကလိုပိုလန်နိုင်ငံကိုအလွယ်တကူဝင်ရောက်ကျူးကျော်တိုက်ခိုက်ပြီးအနိုင်ကျင့်လို့ရမယ်ထင်ရင်တော့ဒီလာမဲ့ခေတ်သစ်စစ်ပွဲမှာရုရှားနိုင်ငံဟာအမကြီးမားယုံတင်မကပဲနဲ့မဟာအဆက်တော်တွေထက်ချမ်းထက်ကွဲရမယ်အဖြစ်မျိုးနဲ့ရင်ဆိုင်ရနိုင်ပါကြောင်း ဒီနေ့အစည်းအဝေးမှာတက်ဆက်ပေးလိုက်ရပါတယ်ပရိသတ်များအားလုံးရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ